မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ညဝရီရဲတပ်ဖွဲ့မှရဲမှူးအောင်နိုင်ဦး KTP ဟိုင်းကန်တွင်မူရစေအလွန်အကျွံသုံးဆွဲတေဆုံးအုံနောက်သွေးကြောပေါက်တေဆုံးသည်ဟုကျေးနံတင်ပြပြီးတရင်လိမ့်လေပြန့်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရင်ပြည်နယ်ညဝရီမြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးအောင်နိုင်ဦးသည်ယမန်နေ့ကြာရောက်သည့်62နှစ်မြောက်ရဲတပ်ဖွဲ့နှင့်ညစာစာပွဲအပြီး KTP ဟိုင်းကန်တို့တွားရောက်ကဟိုင်းကန်တွင်အပျော်လွန်မှုရစီအလွန်ကျွံသုံးဆွဲ၍ထေဆုံသွားကြောင်းမြောက်ဒီမျိုးနဲ့ရဲတပ်ဖွဲ့မှရဲတရင်ရင်းမြစ်ကပြောဆိုပါတယ်ရမန်နီအော်တိုဘာလတရက်နေ့သည်62နှစ်မြောက်ရဲတပ်ဖွဲ့နှစ်ပတ်လည်နေ့ဖြစ်ပြီးရင်းနေတွင်နေကင်းပိုင်းမြောက်ဒီခရိုင်ရဲယုံတွင်ရဲတပ်ဖွဲ့နှင့်အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းညပိုင်းတွင်ညစာစာပွဲပြုလုပ်ခဲ့ပြီးနောက်မြောက်ပြည်မြို့နယ်ရဲတပ်ဖွဲ့မှရဲမှုအောင်နိုင်ဦးမှအခြားရဲအရာရှိအချို့နဲ့အတူ KTB ဟိုင်းကန်တို့တွားရောက်တောက်ဆမှုရပြောပါခဲ့ကြကြောင်း ရှင်းအောင် KTV တွင်မူရစ်စေဝါအလွန်ကျွံသုံးဆွဲမှုကြောင့်သတိလစ်သိဆုံးသွားခဲ့ကြောင်းသိရပါတယ်။ထို့သောမူရစ်စေဝါသုံးဆွဲရင်သိဆုံးခဲ့တော်လဲမြောက်ပရိမျိုးနယ်ရဲတပ်ဖွဲ့ကတက်ဆိုင်ရရဲရုံချုပ်နှင့်ဖြီးတဲ့ရေးဝင်ကြီးဌာနသို့ဂျင်းနန်အစီရင်ခံစာတင်ပြရာတွင်အုံနောက်သွေးကြောပြည့်၍သိဆုံးသွားသည်ဟုလိမ့်လည်တင်ပြထားကြောင်းသိရပါတယ်။နေပြည်တော်ရဲရုံချုပ်နှင့်ပြည်ထရေးဝန်ကြီးဌာနသို့လိမ့်လေတင်ပြထားသောရဲကျင်းနှန်းစာတွင်အော်တိုဘားလ2ရက်နေ့နံနက်00:50မိနစ်အချိန် မြို့နယ်ရဲတပ်ဖွဲ့မှုအောင်လိုင်းဦးတီနေအိမ်တွင်သတိလစ်မှုလဲနေသည်ကိုတာဝန်ကျဒူရဲအုပ်ဝင်းကိုကိုကတွေ့ရှိသဖြင့်အခြားရဲတပ်ဖွဲ့ဝင်များနဲ့အတူမြဝတီခရိုင်ပြည်သူစေယုံကြီးတို့တင်ပို့ခဲ့ကြောင်းရှင်းတို့တင်ပို့စဉ်မြဝတီခရိုင်စေယုံမှတာဝန်ကျဆရာဝန်ဒေါက်တာအောင်ကောင်းမြတ်ကလက်ခံပြီးအရေးပေါ်လူနာဆောင်တွင်စေကူတာပေးခဲ့ကြောင်းစေကူတမှုခံယူနေစဉ်ရဲမှုအောင်လိုက်ဦးသည်နနက်00:55မိနစ်အချိန်အုံနောက်သွေးကြောပေါက်ရောဂါဖြင့်သေဆုံးသွားခဲ့ကြောင်း ရဲမှုအောင်နိုင်ဦးတည်ဆုံမှုနှင့်ပတ်သက်၍၎င်း၏မိသားစုထံသို့ဆက်သွယ်အကြောင်းကြားထားရှိပါကြောင်းတကြိုဆောင်ရွက်မှုအားအချိန်နှင့်တပြေးညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိနိုင်ပါယံတင်ပြအပ်ပါသည်ဟုလိမ့်လည်ရေးသားထားပါသည်။62နှစ်ပြည့်နှစ်ပတ်လည်ရဲတပ်ဖွဲ့ဒင်နာအပီမှ KDP ကိုဆက်သွားခဲ့ကြတာဒင်နာမှာကလေးကအရက်ကအတော်တောက်ထားပြီး KDP ဟိုင်းကမ်းမှာပါအီးတွေ K တွေ S တက်စီနေကက်သမင်းတွေထပ်သုံးတော့နှစ်ပင်လိန်ကုန်တာ KDP ကနေပဲအကုန်ဝိုင်းပြီးစေယုံပို့ကြတာ။ ညဝရီကအတော်များများတည်ကြတယ်။မင်းညကဖြစ်သွားတာကိုဟုညဝရီအခြေဆိုင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ဆလပီကျန်ဖို့တော့မင်းအောင်လိုက်စီလို့တီစစ်ဘုံချုပ်များအတွက်ရွေးကောက်ပွဲဝင်မိကုန်ကြွေနဲ့မဲဆွဲစည်းရုံးရေးစည်းရုံးများအပီးစီယူလာပါတီရေရစီမံခန့်ခွဲမှုကိစ္စများဗဟုကော်မတီဝင်အဆင့်ပင်ပေးမသိတော့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ချမ်ဖို့ပါတီတို့မင်းအောင်လိုက်စေလို့တီစစ်ဘိုလ်ချုပ်ကြီးများအတွက်ရွှေကောက်ပွဲဝင်ပြီးကုန်ကြစည်နှင်းမဲဆွဲစည်းရုံးရေးစည်ရင်များအပီစီယူဆောင်လာသည်ဟုသိရှိထားကြောင်း ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမြို့စောအောင်လင်းတွင်ညထုံးဦးတင်အောင်ဆန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန် OTS 66အမတ်3စစ်စင်ရေးအထူးအဖွဲ့မှဒူဗိုချုပ်ကြီးပေစာကျော် DSA 28 MH6 စစ်စင်ရေးအထူးအဖွဲ့မှဒူဗိုချုပ်ကြီးတပ်ပုံ DSA 29စီရေးချုပ်ဒူဗိုချုပ်ကြီးဖုံမြန် OTS စစ်ရာထူးခန့်ချုပ်ဒူးဘိုချုပ်ကြီးလင်းအောင် DSA 26တက်မတော်စစ်စစ်ရင်းနဲ့စစ်ရင်းစစ်ချုပ်ကြီးရည်လေးဒူးဘိုချုပ်ကြီးစိုးတင်နိုင် DSA 37တို့အပါအဝင်မင်းအောင်လိုက်ဆေးလုတ်ခဲ့သောစစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှကျန်းဖို့ပါတီမှတဆင်ရွေးကောက်ပွဲဝင်ချမည်ဖြစ်ကြောင်းထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မည်ကုန်ကြစိတ်များနှင့်မဲဆွဲစည်းရုံးစည်းရိမ်များကိုပါကြပါရေးယူဆောင်လာပြီးကျန်းဖို့ပါတီကမြည်သည့်ကုန်ကြမှုမှာထပ်မံစိုက်စီရမလို့ကြောင်းသိရပါသည် တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွယ်စည်းရုံးစရိတ်ကစလို့ကိုစလေလောင်းစရိတ်အကုန်လုံးထပါတယ်ယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စရာမလိုဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါတယ်ပါတာ။နောက်ပြီးသူတို့ရုံးအဖွဲ့တွေနဲ့သူတို့လာကြတာပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး။ဥပမာဆိုရင်ဘိုးချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ရုံးအဖွဲ့ကပါတီကိုလာပြီးကိုရီးအချင်းဖြည်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တယ် သူတို့လူကြီးလာရင်ရုံထိုင်မဲ့နေရာအခန့်ခါအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်းများရွေးချယ်မှုနှင့်ပတ်သက်၍လက်ကောင်ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းအကျင်းများနှင့်ပတ်သက်ပြီးမင်းအောင်လိုင်ကပင်အဆအဆအရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဗဟိုအလုံးမှုဆောင်နှင့်မင်းအောင်လိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ ဗဟုကော်မတီဝင်အဆင့်တောင်မှတည်ခွင့်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တချို့အကြားမှာဓာတ်ရိုက်လုံးနေကြတာဟုကြံ့ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်ဖြင့်ကြံ့ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအဆင့်မှအောက်ခြေအဆင့်အထိစစ်အရာရှိများရုံးအုပ်များနှင့်တက်ကြည်စည်ရင်များပါမကျန်စုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါတယ်။ ဆက်လက်ပြီးပေါင်းမြို့နယ်အရှိချမ်းရှိကျွရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဝိုင်းကျွဲလျင်ဖြင့်ပုံ46လုံးကျဲချရဲဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်အနောက်ချမ်းရှိကျွရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဝိုင်းကျွဲလျင်ဖြင့်ပုံ46လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ရှနေ့အောက်တိုဘာလ2ရက်နေ့နနက်9နာရီမှစတင်ပြီးတတအုပ်လေဓမ္မတက်လာတော့အချမ်းဖက်စစ်တပ်ဤဝိုင်းတွဲလျှင်တစင်းသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပေါ့မြို့နယ်အနောက်ချမ်းရှိချေးရွာများကိုဘုံ46လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အချမ်းဖက်စစ်တပ်ဤဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲလက်ရှိချိန်တွင်ချေးရွာနေပြည်သူများသည်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ဒီနေ့နနက်9နာရီကနေစပြီးစစ်ကွေးတွေကဝိုင်းတွဲလျှင်နဲ့ပေါ့မြို့နယ်အနောက်ချမ်းကိုကျဲချဘုံကျဲတိုက်ခိုက်သွားတာပါ။ ပြည်သူတွေကတော့ဘေးလွတ်ရာထွက်ပြေးနေရတဲ့အတွက်ကြီးကိုင်းမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိသေးဘူးဟုဒေတာကန်ပြည်သူတို့ကပြောဆိုပါတယ်။အလားတူစက်တင်ဘာလ28ရက်နေ့ကလည်းပေါ့မြို့နယ်အနောက်ချမ်းရှိရင်းနှီးမြောက်စုရွာဖုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေဂျက်ဖိုက်တာတစင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုမရှိကြောင်းထို့ပြင်ပေါ့မြို့နယ်တွင်ရေပြင်းမှစစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်သားများကလည်းစက်တင်ဘာလ24ရက်နေ့တွင်ပေါ့မြို့နယ်ပလောင်ရွာကိုဝင်ရောက်စီးနင်းပြီး ကြီးရွာနေပြည်သူ၃ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်ကပေါင်းမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ပုံကျဲခြင်း၊ညီပြင်းစစ်ကြောင်းများကလည်းကြီးရွာများကိုဝန်းရောက်စီးနင်းခြင်းကြောင့်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန်တော်လှန်ရေးအင်အားစုများကမြစ်တာရက်ခံထားပါတယ်။ဆလပီရေမြို့နယ်အာယုတောင်ရွာထိပ်ဝါချောင်းတောင်အောင်တွင်ကင်းလာထောက်သည့်စစ်တပ်ဘက်မှတပ်သား၄ဦးကိုပြစ်ခတ်ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။မွန်ပြည်နယ်ရေမြို့နယ်အာယုတောင်ရွာထိပ် ဘွားချောင်းတောင်အောက်တွင်ပွိုင်ကင်းလာထောက်သည့်အကြံဖက်စစ်သားနှင့်အပေါင်းပါလေးဦးတို့ကိုဖြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းရေးပလူတပ်ဖွဲ့၏ကောင်းဆောင်ကသတင်းဌာနကိုပြောကြားပါသည်။အော်တိုဘာလတရနေ့ညနေပိုင်းအကြံဖက်စစ်ကြောင်း၏ရှေ့ပြေးကင်းထောက်လာသည့်တပ်သားလေးဦးကိုဖြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်အုပ်စုနှင့်လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါအကြံဖက်စစ်တပ်၏စစ်ကြောင်းသည် DKPA အဖွဲ့နှင့်ပူးပေါင်းကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါသည်။ကျွန်တော်တို့နဲ့သူတို့ပွိုင်ချထားတဲ့လေယောင်နဲ့တူတော့ ပွိုင်းချထားတဲ့လျောက်တော့အဲ့ဒီမှာပဲပွဲချင်းပြီးပြစ်နိုင်ခဲ့တယ်။ဒါပေမဲ့တနတ်တော့မကောက်နိုင်ခဲ့ဘူး။ကျွန်တော်တို့ကပျောက်ကြားခစားတာဆိုတော့သူတို့ဘက်ကအင်အားများတယ်။40ကျော်50ဝန်းကျင်လောက်တော့ရှိမင်းတိုက်ပွဲဖြစ်တဲ့နေရာကတော့အာယုတောင်ရွာထိပ်ဖုံကြီးကျောင်းဝါကျောင်းတောင်ပေါ်အဲ့ဒီမှာဖြစ်တယ်ဟုရေးပလူတက်ဖွဲ့ဤတည်ရင်မှုကသတင်းဌာနကိုပြောကြားပါတယ်။အာယုတောင်ရွာထိပ်ဝါကျောင်းတောင်အောက်တီ အကြံဖတ်စစ်သားများနှင့်ရေဘလူးအဖွဲ့တို့မကြာခဏတိုက်ပွဲဖြစ်ပွားလေရှိသည့်နေရာဖြစ်ကြောင်းအကြံဖတ်စစ်တပ်ကစစ်ကြောင်းများထုတ်ရတွင် DGBA အဖွဲ့နှင့်ပူးပေါင်းကစစ်ကြောင်းထုတ်လေရှိပြီး DGBA အဖွဲ့သည်အကြံဖတ်စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် အကြံဖတ်စစ်တပ်နှင့်ပူးပေါင်း၍အကြံဖတ်လုပ်ရများကိုလုံဆောင်နေခြင်းဖြစ်သည် DGBA ဓမ္မဆက်ကြာဗတ်တစိတ်စကစနှင့်ပေါင်းနှင့်ကောင်းနှင့်စကစနှင့်ပေါင်းပြီးတော့ထိုးတဲ့သူတို့ဘက်ကောင် ဒီတမဆက်ကြဘတ်တစိတ် TKPA ကစကားစနဲ့ပေါင်းနေတာအာနာသိမ့်ပြီးကလေးကနောက်ပိုင်းမှာပေါင်းပြီးတော့သူတို့ကလှုပ်ဆောင်နေတာဆိုတော့တချို့ကရင်ကြီးရွာတွေမှာဆိုလို့ရှိရင်ကရင်ဒေသကြီးရွာတွေမှာဆိုရင်သူတို့ကပို့ပြီးလမ်းကျွမ်းနေလမ်းကျွမ်းတော့စကားစနေမြေရှင်းနေမှုတွေပြုလုပ်တဲ့အချိန်မှာသူတို့ကိုပြန်ပြီးတော့အုံချတယ်စကားစကသူတို့ကိုဂိတ်တွေလှုပ်ပိုင်ခွင့်တွေပြည်တော်စုလမ်းမကြီးပေါ်မှာအခွန်အောက်တွေကောက်ဖို့အတွက်လှုပ်ပိုင်ခွင့်တွေစကားစကပြန်ပေးတယ် ဒီကောင်တွေကတော့ကြုံခံနေတာပေါ့စကစမာဟုရေးဘလူတပ်ဖွဲ့တရင်မှုကပြောဆိုပါတယ်ရေးဘလူအဖွဲ့ဤရှင်းလင်းခံရသည့်အကြံဖက်စစ်တပ်မှပွိုင်းထောက်သူ၄ဦးတွင်အကြံဖက်စစ်သားများအပြင် DKPA တပ်ဖွဲ့ဝင်များလည်းပါဝင်နိုင်ကြောင်းရေးဘလူအဖွဲ့ထံမှစုံစမ်းသိရှိရပါတယ်ဆလပီစစ်အာဏာသိမ်း1904ရက်အတွင်းတပ်ဖြတ်ခံရသူ8330ဦးထိရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် AAPP ရဲ့အောက်တိုဘာ၁ရက်နေ့အထိထုတ်ပြန်ချက်အရမြန်မာနိုင်ငံတဝန်းလုံးမှာစစ်အာဏာသိမ်းမှုကာလ1904ရက်အတွင်းပြည်သူ8330ဦးအထိအကြမ်းဖက်တပ်ဖြတ်ခံခဲ့ရကြောင်းသိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့စုစုပေါင်း2965ဦးရှိလာခဲ့ပြီဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့8290ဦးဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့အကြမ်းဖက်တပ်ဖြတ်မှုကြောင့်ရန်ကုန်မြို့မှာကြာဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကြာဆုံးသူ82ဦးအထိရှိလာခဲ့ပြီးဖမ်းဆီးခံရသူ100ကျော်ရှိပြီဖြစ်ကပြီးခဲ့တဲ့ရက်မှာတော့200ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။